အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တောင်တကုံမှာတရားစွဲခံလိုက်ရတဲ့ဇော်ဘုံဟိန်းနှုတ်ပိတ်သွားခံလိုက်ပြီးပုံမလာတော့တဲ့တရင်နဲ့အတူနောင်ချိုမြို့နယ်အုံမတိရွာကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်လိုက်တဲ့ထူးခြားတရင်တွေပါတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာကျမအခုဒီ లై ကလေးကိုပြောကျင်တာကအခု line ပေါ်မှာပေါ့နော်တော်တော်ကြီးကြရထနေတဲ့မိထီလာတိုးဂိတ်ကကိုဇော်ယူထွန်းနော်ကျမတို့တက်တော့ငဲပါလေဟမ်ဒီပြည်သူ့ဆက်ခေါင်းဆောင် ိစ္စနဲ့ပတ်သက်ပြီးတော့အခုနိုင်ငံတော်ကနေပြီးတော့905နဲ့ဆွဲထားတယ်ဒီကိစ္စမဆွဲခင်မဆွဲခင်ကာလမှာအရင်အရှိပိုင်းမှာကဒီသူတိုးကိတ်မှာတာဝန်ကျနေတဲ့အချိန်မှာနော်ဒီတိုးကိတ်မှာတာဝန်ကျနေတဲ့အချိန်မှာဘုံမှုတယောက်နဲ့ပြဿနာတက်တယ်နော်အဲ့ဒီကိစ္စလေးတွေပေါ့ကျမပြောပြမယ်ဒီအခုဇော်ယူထွန်းဆိုတဲ့ပြည်သူ့စစ်အဖွဲ့ပဲဖြစ်ဖြစ် ဘယ်လုံခြုံရေးတာဝန်ကြရဲပဲဖြစ်ဖြစ်တမတော်သားတွေပဲဖြစ်ဖြစ်ဟဲ့လားသူတို့တာဝန်ကိုသူတို့ကျေပွန်စွာထမ်းဆောင်နေတာသူတို့တာဝန်ကိုသူတို့ကျေပွန်စွာထမ်းဆောင်နေတာအထက်အမိန့်ကသူတို့ကိုပေးထားတယ်ဒီဘော်မှာကားတွေမှာမှန်ဒီအခုသူတို့ဂိတ်ကိုဖြတ်မယ်ဆိုရင်ဒီတိုးဂိတ်တွေကိုဖြတ်မယ်ဆိုရင်မှန်ချပြီးမောင်းလာတဲ့မြည်သည့်ကားကိုမစို့စစ်ပိုင်မှသူတို့မှာအပြည့်ရှိပြီးသားဒါမှမဟုတ်ရင်နိုင်ငံတော်ကိုလူကြီးတွေကားလာရင်နဲ့လည်းသွားကြိုးတင်အကြောင်းချထားဂိတ်ကို နော်ကြိုတင်တဲ့ gate ကိုအကြောင်းပြတာဒါမှမဟုတ်ရင်နှန်းနေနဲ့သွားရင်နှန်းနေနဲ့သွားရင်နိုင်ငံတော်အဆင့်ဆိုရင်ဘယ်သူမှတမတာဘူးအကုန်လုံးလမ်းကြောင်းတွေဖွင့်မှသာပြီးသားဒါမှမဟုတ်ဘဲနဲ့တာမန်အိမ်စည်းကားတွေနဲ့ပုံစံမျိုးသွားတာကအထဲမှာမြည်သူမြည်ပါပါမှမသိဘူးယာတို့ဘသူပါလဲမသိဘူးသူတို့ရဲ့တာဝန်အရာလုံခြုံရေးတာဝန်အရာပြည်သူစစ်ပဲဖြစ်ဖြစ်တမတော်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့တရားဝင်တာဝန်ထမ်းဆောင်နေတဲ့သူတွေသူတို့တာဝန်ကိုသူတို့ရဲ့အထက်အမိန်တိုင်းတာဝန်ကျေပွန်သွားထမ်းဆောင်နေတာနော်အဲ့ဒါကိုဘုံမူက နော်ကျမနာမည်တွေတက်မပြောတော့ပါဘူးအဲ့ဒီဘုံမှုဆိုသူကအဲ့ဒီကိတ်ကနေဖြတ်တဲ့အခါမှာတားလို့ဆိုပြီးတော့အခု live တွေတက်လာတယ်နော်ဒီ video file တွေတက်လာတယ်ဟုတ်လားသူယာရုဘုံမှုဘသူဘာညာပါဆိုပြီးတော့ဒီလက်နက်ကိုပြပြီးတော့ဒီအခုတားခဲ့တဲ့ပြည်သူစစ်ခေါင်းဆောင်နော်ကိုစော်ယူထွန်းကိုချင်းချောက်ပြောဆိုတယ်ဒါတွေကယာရုအာနာကိုအလွဲသုံးစားလုပ်ပြီးတော့ဒါမျိုးတွေမပြောသင့်ဘူးဒါကိုအခုဒီလိုပြောကြားမှုတွေအပေါ်ကိုတက်ဆိုင်ရာကထိထိရောက်ရောက်ရေးယူသင့်တယ်ဟုတ်လားအမှန်ဆိုရင် သူ့မြည်သူမြည်ဝအထက်မှာဗိုလ်မှုပဲဖြစ်ဖြစ်ဗိုလ်ချုပ်ပဲဖြစ်ဖြစ်နိုင်ငံတော်ဟိုတမန်တော်ပဲဖြစ်ဖြစ်မြည်သူမြည်ဝဆိုတာမသိဘူးလေတာမန်အိမ်စည်းကားနဲ့လာတာမှန်ချခိုင်းရင်သူ့ရဲ့စစ်စေးသူ့ရဲ့ဥပဒေအတိုင်းဒီမှာသူ့အမိန့်ချထားတဲ့အတိုင်းဟုတ်လားအထက်ကအမိန့်ပေးထားတဲ့အတိုင်းအိမ်စည်းကားတွေပဲဖြစ်ဖြစ်မှန်ချထားတဲ့ကားကိုတားပြီးစစ်တာတားပြီးစစ်ပြီးမှန်လေးဖွင့်ပေးလိုက်ညီလေးအကိုဘသူဘသူဟာလားယာရုဘသူအချိုးအချောင်းပြောပြလိုက်ပေါ့ဒါကိုမကြေမနှက်ဖဲနဲ့မင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလောက်ကအောင် ယာရုအာနာတွေကိုအလွဲသုံးစားမလုပ်လို့မရဘူးအဲ့လိုမျိုးတွေလုပ်လို့အဲ့ဒီလိုမျိုးပဲငါပါလဲညာငါပါလဲငါပါကောင်းကြီးမဖြစ်တဲ့ဆိုတဲ့လူတွေကပဲယနေ့တက်မြော်ကြီးကိုဒီယူနီဖောင်းတွေဝတ်ထားပြီးတော့အဂရိလိုက်စားပြီးတော့ဖယဲသိကြီးဖြစ်နေကြတာအမှန်ဆိုရင်သူသာစစ်မှန်တယ်ဆိုရင်ညီလေးအရန်ကျေးဇူးတင်တယ်ငါတို့တို့အကိုတို့ရဲ့တက်မြော်သားတွေကိုဝိုင်းမိကူညီပေးနေတယ်ညီတို့ပြည်သူစစ်တွေကိုအရန်လဲစားတယ်ဒီလိုမျိုးဖြစ်နေရမယ်တာဝန်ချေနေရမယ်ဆိုပြီးတော့အမှန်ဆိုရင်ဒါကိုစော်ယူထွန်း မှမဟုတ်ဘူးတခြားသောဝန်ထမ်းတွေကတာဝန်ကျေစွာနဲ့သက်စာရှိစွာနဲ့နိုင်ငံတာဝန်တွေကိုကျေပွန်ထမ်းဆောင်နေတယ်အခုချိန်မှာဒီအကျန်းဖတ်တွေနော်အသွင်မျိုးစုံယူပြီးဖြတ်သွားဖြတ်လာလုပ်နေတဲ့အချိန်မှာဒီကားပေါ်တွေမှာအကျန်းဖတ်တွေပါလာမယ်လက်နက်တွေပါလာမယ်ဘသူတွေပါလာမယ်ဆိုတာဘသူကသိမှာလဲသူ့တာဝန်ကိုသူကျေပွန်ကထမ်းဆောင်ရမှာမှန်မှန်ဆိုရင်ဒီလိုအရာရှိတွေဘုံမှုတွေဘိုးကြီးတွေဖြတ်သွားတဲ့အချိန်မှာဒီလိုဂယုတဆိုင်နဲ့သူ့တာဝန်ကျေစွာထမ်းဆောင်နေတဲ့ဝန်ထမ်းဒီပြည်သူစစ်တွေတာဝန်ကျ နော်တာဝန်ကျနေတဲ့ဒီပေါ့နိုင်ငံဝန်ထမ်းတွေကိုအရာရှိတွေကအခုသူတို့ဖြတ်သွားတဲ့အချိန်မှာအခုလို့စစ်ရင်တောင်မှလေစင်ပြီးတော့ကိုတလေးတစားနဲ့ကိုချီချူးဂုံပြူချီချူးစကားကိုပြောရမှာတလေးတစားနဲ့ကိုကျေးဇူးတင်အောင်ပြောကြရမှာအော်ညီလေးတို့တွေအခုလို့အကိုတို့အကိုတို့နဲ့အတူလက်တွဲပြီးတော့တာဝန်ကျေပွန်စွာညီလေးတို့ရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေတာကျေးဇူးရန်တင်ပါတယ်နော်ယာရုဘသူယာရုယာရုဘသူဘဝဆိုတာကိုညီလေးတို့အဓိကဟိုဟာမဖြစ်ဘဲနဲ့ပေါ့နော်ဒီပေါ်မှာညီလေးတို့ရဲ့တာဝန်ကို ကျေပွန်စွာနဲ့ညီလေးတို့ထမ်းဆောင်နေတဲ့အတွက်အကိုကြီးတို့အရန်ကိုကျေးဇူးတင်ပါတယ်အကိုတို့ကိုအခုကူညီပေးနေတဲ့ဟုတ်လားအကိုတို့တမတော်ကြီးနဲ့အတူပူးပေါင်းပါဝင်ပြီးတော့ဒီတာဝန်နိုင်ငံတာဝန်တွေကိုတာဝန်ကျေစွာထမ်းဆောင်နေတဲ့မိဘပြည်သူတွေကိုကာကွယ်စောင့်ရှောက်နေတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းလေးစားကြောင်းကိုပါသူကပြောရမှာလေဟုတ်လားတမတော်ကြီးနဲ့အတူလက်တွဲနေတာပြည်သူစစ်တွေနော်ပြည်သူစစ်တွေပြည်သူစစ်မှမဟုတ်ဘူး တခြားသောအခုပေါ့တခြားသောဒီရဲတွေတမလို့သားအောက်ခြေစစ်သည်တွေဟုတ်လားနိုင်ငံတာဝန်ကိုခြေဝန်သာထမ်းဆောင်နေတဲ့ဒီဂိတ်တွေမှာဆိုတာဝန်ကျနေတဲ့လူတွေဒါဘူကြီးဆင့်နေပေါ့နော်ဘူကြီးနဲ့အတူဘူကြီးတွေနဲ့အတူတခြားသောသူသူရဲ့လက်အောက်ငယ်သားတွေပါတယ်သူတို့တာဝန်ခြေဝန်သာထမ်းဆောင်နေတာကိုသူတို့တာဝန်ကိုသူတို့ခြေဝန်သာထမ်းဆောင်နေတာကိုဂုံယူရမှာကျေးဇူးတင်စကားပြောရမှာဟုတ်လားဒီလိုအဖြစ်စဉ်မျိုးတစ်ခါဖြစ်ခဲ့ဘူးပြီနော်ဟိုမနှစ်ကဘကိုးဘကိုးဆရာတော်ကြီးနော် သူသွားနေတဲ့လမ်းမှာသူတစ်ဖက်မှာဘသူတွေနဲ့တွားတွေ့လဲဆိုတာသူတို့ကာယကရှင်တွေအသိဆုံးဆရာတော်ရစ်ပါဝင်ကာယကရှင်တွေအသိဆုံးအဲ့ဒီမှာဒီ PDF တွေနဲ့စစ်ဖြစ်နေတဲ့နေရာကိုဖြတ်တာဖြတ်တာကိုတာဝန်ရှိဂိတ်ကနေပြီးတော့လှန်တာတယ်တားတာကိုမရက်ပေးဘဲနဲ့မှန်နေပိတ်ထားတယ်ပိတ်ထားတဲ့အတွက်လှန်တာတယ်ရက်ပေးဖို့စစ်ဖို့အတွက်ကိုမရက်ပေးဘဲနဲ့မောင်းပြေးတဲ့အခါမှာအဲ့ဒီအချိန်မှာအကြမ်းဖက်တွေနဲ့တစ်ဖက်မှာဖြစ်နေတာကိုသူ့တာဝန်ကြတဲ့တာဝန်ကြအရာတာဝန်ကြစစ်တီတွေကနေပြီးတော့သူ့တာဝန်အရာသူလှန်ပြီးတော့ထပ်ပြေးတဲ့အတွက်လှန်ဖြစ်တာ နော်အဲ့ဒီမှာပဲခိုးဆရာတော်ကြီးအပါအဝင်တိတ်ဆုံးခဲ့ရတယ်သူတို့ကရိုးသားတယ်ဆိုရင်ဟွဒီဆရာတော်ကြီးတွေကဒါဒီဖြစ်စင်တဲ့တူတူပဲရိုးသားတယ်ဆိုရင်ဒီမှာဂိတ်စင်နေတာရက်ပေးလိုက်မှန်လေးချပေးလိုက်ဆရာတော်ကြီးတွေဘသူကဖမ်းပါလဲဘသူကရရင်ဆိုင်ဆိုင်ဆက်ဟိုပြောဆိုมาလဲဆရာတော်ကြီးလေဟုတ်လားတယူတသိမ်းနဲ့ကိုပြန်ပြီးတော့ကိုပြန်ပြီးတော့ကိုကားကိုမောင်းခွန်းထွက်ခွန်းကိုပေးအောင်มา နော်ဒီဖြစ်စဉ်တွေမှာဒီဆရာတော်ကြီးကကတခြားမှာသူတို့တွားတွေ့ခဲ့တယ်ဒီအကြံဖက်တွေနဲ့တွားတွေ့ခဲ့တယ်အဲ့ဒီဟာကိုသူတို့ရဲ့ဒီဖြစ်စဉ်တွေနောက်ကျောင်းတွေကိုပေါ်မှာဆိုလို့သူတို့ထပ်ပြေးခဲ့တယ်ဒီဖြစ်စဉ်တွေနဲ့အတူတူပဲအခုကိစ္စတွေရတယ်နော်ဒါမျိုးတွေဖြစ်ခဲ့ပူးပြီးဒါကိုဒီအရာရှိကနားလည်ရမယ်အရာရှိကနားမလည်ဘဲနဲ့အောက်လက်ငယ်သားကိုငါဘုံမှုပါပဲအပြစ်ရထားသည့်ဆိုသည့်စစ်ကောင်စီတပ်ကရှမ်းပြည်နယ်မြောက်နောင်ချိုမြို့နယ်အုံမတိကျေးရွာကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတအောင်းတပ်မတော် TNLA ကထုတ်ပြန်သည့် ယနေ့မေလ22ရက်နေ့လယ်ပိုင်း10နှစ်နာရီခန့်တွင်စစ်ကောင်စီကချက်ဖိုက်တာဖြင့်ဘုံလီလုံးကျဲတိုက်ခိုက်ခဲ့ခြင်းဟု TNLA ကထုတ်ပြန်သည်ဟိုခိုကျေးရွာကိုချက်ဖိုက်တာဖြင့်ပေါင်း25ဝဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီတပ်သည်ယမန်နေ့စစ်ကောင်စီသည်မေလ20ရက်ညနေပိုင်းကလည်း TNLA အုပ်ချုပ်သောနောင်ချုံမြို့နယ်ဟိုခိုကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေကြောင်းမှဘုံကျဲချခဲ့သည် အဆိုပါဘုံကြောင့်ဒေတာခန့်ပြည်သူဤနေအိမ်တလုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်ပြီးခဲ့သည့်မေလ၁၈ရက်လည်းနောင်ချိုမြို့နယ်ဒိုးပင်အုပ်စုယတနာတင်ကြီးကျေးရွာအနီးကိုလည်းပေါင်း၂၅ဝဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့သေးသည်ထို့ပြင်မေလ17ရက်ကနောင်ချုံမြို့နယ်တွင်းရှိရှဲဆန်တတုကုမ္ပဏီအားတိုက်လေရင်ဖြစ်ပေါင်း9ဝဝဘုံနှလုံးကျဲချတိုက်ခိုက်မှုတွင်ကုမ္ပဏီအုံပြုနေသောပတ်ဖိုးတစီ တထုထုတ်ဆက်တလုံးဆက်ပစ္စည်းများထားရှိသောကိုတောင်တလုံးနှင့်အခြားသောပစ္စည်းများစွာထိမှန်ပျက်စီးခဲ့ပြီးစုစုပေါင်းကာလတန်ဖိုးတရုတ်ငွေတတန်းကျော်ရွံပျက်စီးဆုံးရှုံးခဲ့ဟု KNLA ကအတည်ပြုထားသည့်တရုတ်အစိုးရဂျာဝင်မှုဖြင့်စစ်ကောင်စီနှင့် KNLA အကြားအပြည့်ရဲဆဲရေးဆွေးနွေးအပြီးစစ်ကောင်စီကနောင်ချိုပါဝင် DNLA ထိန်းချုပ်မျိုးရွာများကိုလေကြောင်းဘုံကျဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည့်နောင်ချိုမိုးကုတ်ကြောင်မဲမိုင်းငော့မန်တုံမျိုးနယ်များကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် drone ဖြင့်တိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့၍ပြည်သူတေဆုံးထိခိုက်မှုများရှိခဲ့သည်တစ်ဖက်တွင်စစ်ကောင်စီကငလင်ဘေးအကြောင်းပြပြီးမေလကုံအထိအပြည့်ရဲဆဲကြောင်းကြေညာထားတော်လဲ KNLA အုပ်ချုပ်သောမြို့နယ်များကိုမြေပြင်ထိုးစစ်ဆင်ခြင်း၊ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများပစ်ခတ်ခြင်း၊ drone လေကြောင်းတို့ဖြင့်နေစဉ်တိုက်ခိုက်လျက်ရှိဟု KNLA ကအတိပေးသည်ထို့ကြောင့်ပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏လေကြောင်း drone နှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုရန်မှရှောင်ရှားနိုင်ရန်စီရီးတတိအမြဲရှိရန်လိုအပ်ကြောင်းထပ်လောင်းအတိပေးထားသည်